ကျွန်တော်ရဲဘော်တွေကတစ်ခါလေကြားလို့ရှင်ဟိုတိတိလေးတော့မရှိဘူးစားရဲဘူးအရန်အရန်ဟိုဟာဖြစ်တယ်စီကံအရန်ရှိတယ်တချို့လူတွေခါကျတော့လေဟိုအရန်ကြီးတွေကိုတဲ့မလားဘုံလိုက်တာမျိုးတွေရှိတယ်ဟိုဟာအမေအွန်လိုင်းရဲ့စစ်တပ်ရဲ့စစ်ဘိုးတကောင်စစ်စစ်ဘိုးဖြစ်ဖို့၃ပွင့်တကောင်ဖြစ်ဖို့အနည်းဆုံး6နှစ်9နှစ်သူကအချိန်ယူရတာဟို အနည်းဆုံးတော့စစ်ပညာစစ်တက်ဂရုမှာ၄နှစ်တင်ရသူစစ်တက်ဂရုကဘာပဲဖြစ်နေဖြစ်နေပြအနည်းဆုံးတော့တန်းပညာစစ်ပညာဆိုတာ၄နှစ်တင်ရပြီးတော့မှနောက်ထပ်2နှစ်3နှစ်ဖြည့်တန်းတွေ့ကြုံနေမှာပို့ပြီးဖြစ်မဒီကောင်တွေကအဲ့လိုလုံမရမယ့်ရှင်နေမျိုးဖြစ်နေသူကတစ်ချိန်လုံးကျွန်တော်တို့လန်ဒန်နဲ့နိုင်ကျင်လာကျွန်တော်တို့ပြောတဲ့စကားကိုနားမထောင်ကျွန်တော်တို့ရဲ့အတန်တွေကိုသူလစ်လျူရှူတယ်နော်ပြည်သူလူထုတည်းလုံမဘာဖြစ်စီဘာဖြစ်ချင်နေလဲဆိုတဲ့ဟာကိုလုံးဝကို ignore လုပ်ပြီးတော့မှ သူ့ရဲ့အာနာတိမြေကြီးကိုပဲကြိုးစားတဲ့အခါမှာလက်နက်မရှိရင်ကျွန်တော်နိုင်ကျင့်ခံရမယ်လက်တလောချင်းနေမှာတော့လက်နက်နဲ့အနိုင်ကျင့်တဲ့ကောင်လက်နက်နဲ့ပြန်လှုပ်ပေးမှရမယ်နော်ပြီးရင်နောက်တစ်ခါဆိုတော့လေတေရဲတဲ့ကောင်ထွက်ခဲ့တယ်အေးတေရဲရထွက်ခဲ့တယ်လေနော်မင်းတို့လည်းတေရဲလားဆိုရင်အဲ့လိုမျိုးပြန်ပြီးတော့မှသူ့ကို challenge ပြန်လှုပ်တဲ့ ဟာမျိုးကိုကျွန်တော်တို့သွားမယ်ဆိုရဲစိတ်ဆုံးဖြတ်ချက်တွေချတယ် PNDF 2စီဦးစီးချုပ်ကိုမာဝီက DPP နဲ့အင်တာဗျူးမှာ KNI ရဲဘော်တွေရဲ့ရုတ်တဖြူစင်မှုနဲ့တချို့ပြည်ပကထောက်ပို့တွေရဲ့တော်လန်ပြည်သူတွေရဲ့ငွေတွေကိုဘုံပြီးအိမ်ဝယ်ကားဝယ်တာတွေလုပ်နေတဲ့အပေါ်နှိုင်းရှင်ပြောပြသွားခဲ့ပါတယ်မင်းအွန်လိုင်းစစ်တပ်မှာခွဲဖို့တကောင်ဖြစ်ဖို့အတွက်နှစ်အတန်ကြာအရှိန်ယူရပေမဲ့တော်လန်ရင်နယ်မြေတွေမှာတော့အရှိန်အနေအရခေါင်းဆောင်မှုနေရာကိုအရှိန်တိုတိုနဲ့ယူလိုက်ရပေမဲ့အောက်ရှေ့ရဲဘော်တွေရဲ့လေးစားကြတဲ့အကြောင်းကိုလည်းပြော ပြသွားခဲ့ပါတယ်။နေပြည်တော်မှာမင်းအောင်လှိုင်ကနိုင်ငံရေးစားဖားအိုတွေနဲ့ငင်းချမ်းရေးလေတံပစ်နေပေမဲ့တိုင်းသားတော်လှန်ရေးတပ်ဖွဲ့လူငယ်ကောင်းဆောင်ကိုမာဝီလိုလူငယ်မျိုးကမင်းအောင်လှိုင်အပေါ်သူ့ရဲ့အမြင်နဲ့မင်းအောင်လှိုင်လုံနေတဲ့ငင်းချမ်းရေးကအတုဖြစ်တယ်ဆိုတာကိုလည်းပြောပြသွားခဲ့ပါတယ်။ပထမတစ်ခုကတော့ဟိုကျွန်တော်တို့မတ်ဆောင်သားတွေလားမထောင်သားတွေ background လုံးဝမတူဘူးတချို့ကပညာတန်းပညာရှိတယ်တချို့ကမရှိဘူးတချို့ကလည်းအလောက်ကင်တွေ့ကြုံအာ အတွေ့အကြုံတွေရှိတယ်တချို့ကလည်းလုံးဝမရှိတချို့ကအခုမှဟိုတက်ပြေခါစားလေးတွေเนาะတချို့ကလည်းတော်တော်လေးဟိုဟို experience guide ဖြစ်နေပြီစားဖြင့်ဒီလိုမျိုးလူတွေကိုထိတ်ကြောင်းရတာပေါ့အဲ့ဒီမှာအာကျွန်တော်တို့အော်သူဒီရဲဘော်တွေအားလုံးကိုပြန်ပြီးတော့မှတိမတ်ပြုတ်လေးစားဖို့ရအတွက် ပြောချင်တာကတော့တကယ်ဆိုသူတို့ကကို့ကိုဘာကောင်းမှန်းတော့မသိဘူး။ဒါပေမဲ့ငါတို့ရဲ့တပ်ဖွဲ့ရဲ့ဥဆောင်တဲ့လူတယောက်ဆိုတဲ့ဟာမျိုးနဲ့လေစားတဲ့ဟာမျိုးတွေအဲဟို respect ပေးတဲ့ဟာမျိုးတွေစီကန်နေလိုက်နာပေးတဲ့ဟာမျိုးတွေဖြစ်ဖြစ်လာတာပေါ့နော်လိုအပ်ချက်အကြောင်းမလို့ခါကျွန်တော်မြဲပြောရကျွန်တော်တို့ကနေ့ချင်းညချင်းစီဥစည်းချုပ်တွေဖြစ်တယ်နော်စစ်တင်တန်းတွေပါတယ်တက်ပြီးတော့มาဖြစ်တာမျိုးစစ်တက်ကလူတွေနဲ့နော်ဖြစ်တာပေါ့ကျွန်တော်အမြဲနိုင်ရှင်ပြရှင်အာမင်းအွန်လိုင်းရဲ့စစ်တက်ရဲ့စစ်ဘိုးတကောင်စစ်စစ်ဘိုးဖြစ်ဖို့၃ပွင့်တကောင်ဖြစ်ဖို့အနည်းဆုံး6နှစ်9နှစ်သူကအချိန်ယူရတာဟို အနည်းဆုံးတော့စစ်ပညာစစ်တက်ဂရုမှာ၄နှစ်တင်ရသူစစ်တက်ဂရုကဘာပဲဖြစ်နေဖြစ်နေဗျာအနည်းဆုံးတော့တန်းပညာစစ်ပညာဆိုတာ၄နှစ်တင်ရပြီးတော့မှနောက်ထပ်နှစ်၃နှစ်ရှေ့တန်းတွေ့ကြုံနေမှာပို့ပြီးဖြစ်ကျွန်တော်တို့ကတပတ်တင်တန်းတပတ်တင်တန်းဆင်းရောတပ်ပြင်းမှုတွေဖြစ်စစ်ဦးစီးတွေချက်တွေဖြစ်တော့လူတွေကဘသူ့ကိုဘယ်သူကဘာမှမသိကြအောင်ဒါပေမဲ့လိုအပ်ချက်ကြောင့်မလို့ကျွန်တော်တို့တွေကအာဥဆောင်ရတဲ့ခံကဏ္ဍကိုရောက်ခဲ့ကြတယ် အဲအဲ့တော့ကျွန်တော်တို့ကလည်းကြကြနနာဥဆောင်ဖို့ရအတွက်ဟိုတစ္ဆာတွေထားရတယ်အဲ့ဒီပုံမှာရဲဘော်တွေကကျွန်တော်တို့ကိုလေစားတဲ့ပုံမှာကျွန်တော်တို့ခုလိုမျိုးခွင့်ရရတဲ့ဒီလိုအခြေအနေမျိုးတွေဆိုကျွန်တော်ပြန်ပြီးတော့မှတို့လည်းအတီမပြုလေစားကြောင်းပြန်ပြောပြလို့ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ဂျားထဲမှာအဲ့လိုမျိုးမတူညီတဲ့ background မတူညီတဲ့လူတွေနော်တွေးခေါ်မတူညီတဲ့လူတွေအားလုံးထဲမှာအာဟိုရည်စရာတွေရောငိုစရာတွေရောပေါ့နော်အကုန်အများကြီးရှိတာပေါ့လေနော်အာ တခုပြန်ပြောပြရမယ်ဆိုတော့အခုလက်ဒီတော်လန်ရေးနည်းနည်းလေးကနေကြာလာတဲ့ချိန်မှာနည်းနည်းလေးဖြစ်လာတဲ့ချိန်နေနဲ့နိုင်ရှင်ပြောရမယ်ဆိုရင်ကျွန်တော်ရဲဘော်တွေကတစ်ခါလေကြားလို့ရှင်ဟိုတိတိလေးတော့မရှိဘူးစားရဲဘူးအရန်အရန်ဟိုဟာဖြစ်တယ်စီကံအရန်ရှိတယ်တချို့လူတွေခါကျတော့လေဟိုအရန်ကြီးတွေကိုတဲ့မလားဘုံလိုက်တာမျိုးတွေရှိတယ်ဟိုဟာလေဆိုတော့အဲ့ဒါတွေကိုတွေ့တဲ့ခါမှာကိုရဲဘော်တွေကိုအရန်အာတနာရယ်ကိုရဲဘော်တွေကိုအရန်ဟိုချီလဲချီကျူတယ်တစ်ခါတော့ဆိုကျွန်တော်ရဲဘော်တရားက အာအဲ့လိုပဲမျိုးမျိုးကနေကျွန်တော်တို့မုံလေးပို့လာအောင်ကျွန်တော်တို့တင်ထားတယ်အဲ့ဒါနဲ့ရဲဘော်ယူစားရပြန်တကယ်တော့အဲ့ဒီငွေကြေးတန်ဖိုးနဲ့တွေ့ဘလောက်မှဘလောက်မှမရှိရာကနန်းလေးပဲမြန်မာငွေရာကနန်းတန်ဖိုးလေးပဲဆိုလုံးဝမယူစားရဲဒါပေမဲ့တချို့တော့လူတွေခါကြတော့ဟိုမှာကျွန်တော်ပြောလို့ပါတယ်မလားဟိုဟိုဝယ်တရားဝယ်ဟိုဟိုခြံဝယ်ကားဝယ်ပေါ့ဗျာတယ်မလားဟိုပြီးရင်ဆရာဟိုကိုနိုဘန်ပြောလို့မျိုးရဲ့ အဲမင်းတို့မင်းတို့စီဒီအောင်လောက်ကြမင်းတို့တိုက်ကြငါတို့တော့အမေရိကန်လေးပဲဆိုရဲဟာမျိုးကွက်တွေနဲ့ရှင်လာပြောပါဦးအဲ့လိုပြောပါဘူးမပြောခဲ့ပါဘူးဒါမဲ့ဒါမဲ့ကွာအမေရိကန်လေးတိုင်းလဲအဲစိုးတယ်မကောင်းလို့ပြောတာမဟုတ်ဘူးကွနော်ဘယ်နေရာမှာရရောက်တော်လဲတာဝန်ကျင်နေရမှာပဲเนาะကျွန်တော်တို့မြန်မာနိုင်ငံသားတရားမြန်မာပြည်ဒီကောင်းရကောင်းကျိုးအတွက်တာဝန်ကျင်နေရမှာပေါ့လေနော်ဆိုတော့အမှတ်တရတယ်တော့အများကြီးပေါ့နော်အဲ့လို specifically ထုတ်ပြောဆိုလို့ရှိရင်တော့နည်းနည်းခက်တယ်ပေါ့နော်အဲ့လိုကျွန်တော်ရဲဘော်တွေမှာအဲ့လိုစိတ်တက်ရှိတဲ့ဟာတွေတွေကျွန်တော်တို့တွေ့ရတယ်အလွဲလေးတွေအများကြီးတွေ့ရတယ်အဥမာတချို့တချို့လူတွေဆိုတဲ့လိုပေါ့ကျွန်တော်ဆက်ဆချင်းတော့ဆိုလို့ရှိရင်အတော်လည်းကိုစပြီးတော့မှတက်ခတ်ရေးကိုဝင်လာတဲ့လူတွေက background တွေမရှိကြဘူးနော်စစ်ပညာဆိုတာဆရာကျွန်တော်ပြောလို့မသိကြဘူးကျွန်တော်ကညစာဆိုတာရှိတယ်ညစာဆိုတာကဒါညဖက်ကို ုံးနဲ့ကုတ်ကိုပြောတာလိုဝဲကုတ်ညစာပေါ့နော်ဆိုတော့ task kan ခုခုတည်းဝင်လာမယ်ဒါမှမဟုတ်တနည်းအောင်ဖြတ်သွားမယ်ဆိုအဲ့ညစာပြောပေါ့ဆိုတော့အဲ့လိုမျိုးပြောရတဲ့ချက်ညစာဆိုပါလဲဖနက်လည်းဖြစ်ရင်ဖြစ်မယ်ကွာဟိုဟန်ကောလည်းဖြစ်ရင်ဖြစ်မယ်တနက်လည်းဖြစ်ရင်ဖြစ်မယ်ပေါ့နာမည်တစ်ခုပေးထားဒါပေမဲ့ခုလူကမသိရအောင်ညစာပါလဲဒီနေ့ညစာတို့မေးကြတာပေါ့အလောညဆိုလို့ရှိရင်မောင်ခံနေပြီဆိုရင်တကယ်လို့ညစာမပြောနိုင်ရင်ပြစ်ပေးခံရတာတို့ဒါမှမဟုတ်လဲတုတ်ခံရတာတော့ဖြစ်မှာပေါ့နော်ဆိုတော့အဲ့တကယ်ကြောင့်ဒီညညစာပါလဲ เองาเสียก็อาลูเนี่ยขยันดีเว้ยย่าเหรอไม่เสียหรอกบ้านจ้ะไอ้မျိုးတွေပေါ့เนาะကိုကြီးလိုအစားသမားတွေပေါ့ကျွန်တော်တို့ကျွန်တော်တို့လူတွေကအဲ့ဒီလူမျိုးချိတ်ခံကောက်လေးတော်မှာနားမလဲတဲ့ကလေးတွေပါရဲဘော်တွေပါအဲ့ဒီအခုဒီလူတွေကအခုဆိုကြေးလဲရင်တော့မင်းအွန်လိုင်းလူမျိုးစစ်တပ်မျိုးလုံးဝအမျိုးပေါ့เนาะအဲ့ကြိုက်တဲ့ကောင်လာခဲဆိုရဲဟာမျိုးဖြစ်သွားပြီဆိုတော့ဒီဒီလိုချင်းနေတွေကျွန်တော်တို့တွေ့ရလွဲလေးတွေပေါ့เนาะအဲ့လိုပဲနောက်နောက်တစ်ခုရရှိတယ်ရှေ့တန်းမှာရဲဘော်တွေနဲ့လွဲတယ်ကျွန်တော်တို့ဒေတာမှာနည်းနည်းလေးပမာစကားပြောရတာနည်းနည်းခက်ခဲရှိတယ်တချို့ပမာလို့ပြောရင်တော့မှာ နားမလဲတာနားလဲတာရှိရပါဟိုဟာစစ်တက်လဲတာအတိနေပါပဲအခုဆိုရင်ကျွန်တော်ရရင်တော့ဆိုစစ်တက်ကိုကုတ်တွေတောင်းရအောင်စစ်တက်နားမလဲအောင်စကားပြောရအောင်အဲဟုတ်ပြီဘာဘာပြောမလဲကြီးစံပါကြည်စံရှေ့တန်းမှာဆိုကြည်စံကုန်ပြီတော့ကြည်စံလိုတယ်လို့ဆိုလို့ရှိရင်ကြည်စံလိုတိုင်းရိုက်မပြောနဲ့ပြောရင်စစ်ခွေးချားသွားရင်ဒီကောင်လေးကြည်စံကုန်နေပြီတိုးမယ်ဆောက်မယ်စဖြင့်စစ်ခွေးက strategy ဆွဲသွားနိုင်ရပေါ့အဲ့တော့ကျွန်တော်တို့ကဘာပြောရမလဲဆိုငရုတ်တီးလို့ပြောမယ်โอเคဟုတ်ပြီပေါ့အားလုံးငရုတ်တီးပါအဲ့ဒါရှေ့ကနေဆက်နေပြောမဝင်မဝင်ပြော เอ้ยပြောပါငြုတ်တီလိုတယ်ငြုတ်တီတယ်ကအေးငြုတ်တီပါငြုတ်တီလိုက်တာအေးအခင်နေနေနဲ့16နေနဲ့သက်ပို့လာမေးပါငြုတ်တီလိုတယ်ပြောတာဟာငြုတ်တီပဲဟိုနားလဲကွာတဲ့မလားနောက်ထပ်ဆက်ပြောရမယ့်ဟာစကဝက်နေနားမလဲတော့ပါကျွန်တော်တို့မှအဲ့လိုမျိုးလွဲတယ်ဗျာအဲ့တော့မင်းကလည်းကွာရှေ့အစားဆုံးနာကြရ16ကျင်းနဲ့ AKG လိုတယ်ပြောလိုက်ပြီးနေပြီလေနာရှောက်ရတော့လိုဝက်ဆိုင်ကောက်တွေပါရှောက်လို့နေတယ်အဲ့မျိုးတွေ အဲ့လိုလွဲနေလည်းရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ဟိုမှာတော့ဒီမြေပြင်စေအဲ့ဒီရှေ့လည်းနောက်ပါပေါ့နော်ဟုတ်ကဲ့တိုင်းသားတွေဒါတွေအားလုံးနေပါပါလေနော်မြန်မာပြည်လေပိုင်းကလွဲလို့ပေါ့နော်ကျန်တဲ့နေရာတော်တော်များများက2023မှာတော်လိုင်းရေးဖြစ်တာမို့တော်လိုင်းရေးကဖြစ်နေတာကြားနေပြီဒါပေမဲ့မပြီးသေးတာတခုအောင်မြင်မှုကိုမရသေးတာတခုဒါမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေးတာကအခါကျတော့နံပါတ်1ကကျွန်တော်တို့က2023မှာ pop up လုပ်ပြီးတော့ကျွန်တော်တို့ထားလောက်တာမဟုတ် အဲငါတို့ကခုမှငါတို့လောက်တာဆိုတဲ့ဟာမျိုးမဟုတ်ပဲねကျွန်တော်တို့အရှိကကျွန်တော်စီနီယာကြီးတွေကျွန်တော်တို့ဟိုနော်ဟိုဘိုးတွေဘွားတွေရဲ့တဲလာတဲ့တာဝန်ကိုကျွန်တော်နောက်ထပ်ပကုံးပြန်ထပ်ထမ်းဆောင်တာပေါ့လေနော်ပကုံးထမ်းထပ်ဆောင်ဟိုထပ်ယူလိုက်တာပေါ့ထပ်တာဝန်ထပ်ယူလိုက်ရတဲ့ဆိုတဲ့ပုံစံမျိုးပုံစံမျိုးလို့ကျွန်တော်တို့ကမြင်တယ်ဒါအာဒီဟာတွေကိုဖြစ်ဖို့ရအတွက်ဒီလိုတာဝန်ယူဖို့ရအတွက်မှာတော့ကျွန်တော်ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့အရာတွေကျွန်တော်မြင်တယ်လေကျွန်တော်လာအောင်မဟုတ် ဟိုစခုမင်းအောင်လိုင်းတို့လောက်တဲ့ဟာကြီးကိုဟိုသူတို့ဟိုပြောတယ်လေနော်ဒါက NLD နဲ့ဟိုငါတို့နဲ့ဖြစ်တဲ့အကြံတဲ့ဟာမင်းတို့ပါစရာမလိုတိုင်းသားတွေမပါနဲ့ဒါကငါတို့ဘုမာချင်းချင်းတိုက်ရဲဖလိုက်ပွဲစသဖြင့်အဲ့လိုပဲတချို့တော့ဒီဖက်တိုက်ခံအုပ်စုတွေလည်းအဲ့လိုတွေးတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကပြောဟိုမြန်မာပြည်မှာဘယ်နေရာမှာပဲဖြစ်ဖြစ်မတရားမှုတစ်ခုရှိနေမတရားမှုကြိုက်မကြိုက်တဲ့လူတွေကကျွန်တော်တို့ထမှာပဲနော်မှန်တရားလိုချင်တဲ့လူတွေကထမှာပဲလေဒီတိုင်းပြည်အတွက်ဒီမတရားမှုတွေဒီဖိနှိပ်ချုပ်ချယ်မှုတွေဆိုတာကျွန်တော် enough လွန်လောက်ပြီတကယ်လွန်လောက်ပြီကျွန်တော်ကျွန်တော်တို့မျိုးဆက်တွေကိုလည်းမျိုးဆက်တာရှောက်ပြောလို့ဘာမှလည်း user တွေကလည်းရှိတယ်။အဲဒါကြောညာကြောညာဤတာပြေွားစင်းနေရှောက်ကြအဲ့လိုရောနော်အဲ့တော့အဲ့ဒီမျိုးဆက်တွေမှာလည်းမခံစားစေချင်ဒီမှာနေရပြီကျွန်တော်တို့ဒီမှာအဲ့တော့ကျွန်တော်တို့လက်ထဲမှာတော့ရအောင်နိုင်အောင်ချမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကအာတွေးတယ် နောက်တစ်ခုကတော့အရေးကြီးဆုံးတစ်ခုဟုတ်ပြီတော်လန်ရေးကတော့လက်နက်ကင်ပြီးခြားတာမှတော်လန်ရေးမဟုတ်ကွာခြားရတယ်လည်းအများကြီးရှင်းတော့တို့တော့ဘာဖြစ်လို့လက်နက်ကင်ပြီးတော့ရွေးလဲဆိုတော့ဒီကောင်တွေကအဲ့လိုလုံမရမဲ့ခြေနေမျိုးဖြစ်နေသူကတစ်ချိန်လုံးကျွန်တော်တို့လက်နက်နဲ့နိုင်ကျင့်လာကျွန်တော်တို့ပြောတဲ့စကားကိုနားမထောင်ကျွန်တော်တို့ရဲ့အတန်တွေကိုသူလစ်လျူရှူတယ်နော်ပြည်သူလူထုတည်းကလုံမဘာဖြစ်စီဘာဖြစ်ချင်နေလဲဆိုတဲ့ဟာကိုလုံမကို ignore လုပ်ပြီးတော့မှသူ့ရဲ့အာဏာတည်မြဲရေးကိုပဲစူးစမ်းတဲ့အခါမှာလက်နက်မရှိရင်ကျွန်တော်နိုင် ြင့်ခံရမယ်ဒါပေမဲ့အဲ့လိုပြောလို့ဟိုမြန်မာပြည်ရဲ့အနောက်အနာကဲနိုင်ငံရေးတွေမှာလည်းလက်နက်နဲ့ပဲသွားမယ်လို့ပြောတာမဟုတ်ဘူးနော်အခုလက်တလောချင်းတွေမှာကတော့လက်နက်နဲ့အနိုင်ကျင့်တဲ့အကောင်လက်နက်နဲ့ပြန်လုတ်ပေးမှရမယ်နော်ပြီးရင်နောက်တစ်ခါဆိုတော့လေတည်ရဲတဲ့အကောင်ထွက်ခဲ့ပဲအေးတည်ရဲရထွက်ခဲ့တယ်လေနော်မင်းတို့လည်းတည်ရဲလားဆိုရဲအဲ့လိုမျိုးပြန်ပြီးတော့မှသူ့ကို challenge ပြန်လုတ်တဲ့ဟာမျိုးကိုကျွန်တော်တို့သွားမယ်ဆိုရဲစိတ်ဆုံးဖြတ်ချက်တွေချတယ်အဲ့တော့ okay ငါတို့ unforce ထောင်းမယ်ငါတို့တကယ်ကိုပြန်တိုက်မယ်ဒီလူတွေကို နားမပါတဲ့နားတွေကိုနားပါလာအောင်တော့မမြင်တဲ့မျက်စိတွေကိုမြင်လာအောင်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ပြန်တိုက်ယူမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့လောက်တာဖြစ်တယ်။ပြီးရင်အနှစ်သာရကလည်းအဲ့လိုပဲပေါ့နော်။ကိုကိုလိုချင်တဲ့တိုင်းပြည်ရဲ့အနာဂတ်တစ်ခုဒါမှမဟုတ်ကိုကိုရဲ့ desire တစ်ခုကိုလွယ်လွယ်နဲ့ရရင်တော့တိတ်ပြီးတော့ feel ရှိပါတယ်။အဲ့တော့တောင်းယူမလားတိုက်ယူမလားပြောယူမလားဒါမဲ့ peace way နဲ့တော့တွားခဲ့တာပဲเนาะပြောပြောယူခဲ့ကြတယ်တောင်းယူခဲ့ကြတယ်လက်မခံတဲ့ခါကျတော့တိုက်ယူမယ်ကွာပဲဖြစ်လေဘူးဆိုတော့ဒါကကျွန်တော်တို့ ဒီဒီလိုမျိုးတာဝန်တွေယူဖို့ရအတွက်တွန်းအားတွေဖြစ်ပါ